မင်္ဂလာပါရှင်ဘောတောင်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆတ်ကတက်တွေဟာနောင်ချုံမြို့ကိုတံပြန်တိုက်စစ်စင်စတင်ခဲ့ပြီးတော့တီအန်အန်လေးဦးဆောင်တဲ့ပုံပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စက္ကန်တွေကိုတခုပြီးတခုသိမ်းယူနိုင်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့တီအန်အန်လေးဦးဆောင်တဲ့ပုံပေါင်းအဖွဲ့တွေရဲ့စိတ်တက်ပိုင်းဟာအရင်ကလိုကောင်းမွန်မှုမရှိပဲနာဆတ်ကတက်တွေရဲ့တံပြန်တိုက်စစ်ကိုစုံရင်ကြောက်ရွံ့နေကစက္ကန်တွေကိုလက်လွတ်ထွက်ပြေးနေရပါတယ်။ရုပ်တံဖိုင်ထဲမှာတော့နာဆတ်ကတက်တွေဟာ ။နောင်ကြိုမြုပ်ကိုအနည်းနဲ့အမြန်ပြန်လည်သိမ်းယူနိုင်ပွဲရှိနေသလားဆိုတာကိုကြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့အင်ရန်ရှာလေးလောက်ပေးပါအောင်ရှင်။ပြည်သက်ကြီးတောင်းလနဲ့ကန်အဖွဲ TNN လေးဟာ NASA ကအစိုးရရဲ့တောင်းဆိုမှုတွေကိုငင်းဆန်ပဲချခဲ့ပြီးနောက် TNN လေးဦးဆောင်တဲ့ဘူပေါင်းအဖွဲတွေဟာ NASA ကတပ်စခန်းကိုနှောက်ယှက်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာခဲ့ရာ နာဆာကတပ်တွေကတုံ့ပြန်တိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းနောင်ကျုံမြို့နာမှာ TNN တွေဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စကံကိုသိယူနိုင်ခဲ့လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီစံမှုကြောင့်အေဘီလာ28ရက်နဲ့29ရက်မှာနာဆာကအဆိုရနဲ့တောင်လနဲ့ကအဖွဲ့ TNN လေးတာဝန်ရှိသူတွေဟာကိုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးအဲဒီတွေ့ဆုံဆွေးနွေးပွဲတွင် TNN လေးအဖွဲ့တာဝန်ရှိသူတွေဟာနာဆာကအဆိုရရဲ့တောင်းဆိုချက်တွေကို ရင်းဆန်ပေးထားခဲ့တယ်လို့သတင်းတွေထဲထပ်ပေါ်ခဲ့ပါတယ်။အဲဒီတွဲဆောင်ဆွေးနွေးပွဲတွင် NASA ကအစိုးရဟာ TNL အဖွဲ့ကိုနှောင်ချိုကြောင့်မဲတီဘောမိုးကောမိုးမိတ်ကနေပြန်ဆုတ်ပေးဖို့တောင်းဆိုခဲ့ပြီးတော့ TNL အဖွဲ့ကလက်မခံခဲ့ဘူးလို့သိရပါတယ်။ TNL အဖွဲ့ဟာရခိုင်လက်နက်ကအဖွဲ့ AA ကိုကလက်နက်ကအဖွဲ့ MND အဖွဲ့တွေနဲ့အတူ2023ခုနှစ်အောက်တိုဘာလမှာတစ်တုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက် နောက်ချိုကြောင့်ပဲတည်ပေါ်မိုးကုတ်အပါဝင်မြို့ဆက်နဲ့မြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။တရုတ်ဆိုရကလည်းလက်ရှိအချိန်မှာ TNL အဖွဲ့ကိုတရုတ်နဲ့မြန်မာကုန်သွယ်ရေးလမ်းကြောင်းကနေပြန်လည်ဆောက်ခွာဖို့နိုင်ငံရေးအရာဖိအားပေးတာတွေရှိနေတယ်လို့သိရပါဗျ။တရုတ်နိုင်ငံရဲ့ဈာဝင်စည်းဆက်ပေးမှုကြောင့်ကိုကန်လက်နက်ကန်အဖွဲ့ MNDA ဟာလာရှိုမျိုးကနေပြန်လည်ဆောက်ခွာခဲ့ပြီးနောက် TNL အဖွဲ့ပေါ်ကြီးမားတဲ့တရားမှုတွေရှိလာခဲ့ပြီးနာဆာကအဆိုအရကလည်း TNL အဖွဲ့ကို စီရင်ဖီရာပေးတာမျိုးတွေရှိနေပါတယ်။နာဆာကတက်တွေဟာလက်ရှိအချိန်မှာနောက်ကျုံမြို့မှာအောင်မြင်ချက်နေပြီးတော့တရနလီဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆာကတက်တွေကိုအရှင်တုံးကလို့ခမမရှင်တိုင်းနိုင်ခြင်းမရှိပဲထွက်ပြေးလျက်ရှိနေပါတယ်။နာဆာကတက်တွေဟာ2025ခုနှစ်မလဇန်ပိုင်းမှာနောက်ကျုံမြို့ကနေ -10 အကွာမှာရှိနေတဲ့တောက်ခမ်းဝန်းကျင်ကိုတရနလီဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာဖြစ်အောင်တိုက်ထုံးနိုင်ခဲ့ပြီးနောက် နာဆာကတက်တွေကမလ16ရက်နေ့မှာနောင်ချုံမြို့ကိုအလုံးစုံပြန်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်စတင်ခဲ့ပါတယ်။နာဆာကတက်တွေကနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်စတင်ခဲ့ပြီးနောက်အောင်မြင်ပြီးချဲ့နိုင်ခဲ့ပြီးလက်ရှိချိန်ထိ TNN ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းယူနိုင်ခဲ့လို့သိရပါတယ်။နာဆာကတက်တွေကမေလ14ရက်နေ့ကနောင်ချုံမြို့နာက TNN ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့စကန်တခုမေလာစနေရက်ကလည်းတရနနေ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စကန်၅ခုကိုသိမ်းယူနိုင်ခဲ့ပြီးတော့မေလာအတွင်းမှာပဲနာဆာကတက်တွေဟာတရနနေ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စကန်အနည်းဆုံး15ခုသိမ်းယူနိုင်ခဲ့လို့သိရပါတယ်။နောက်ချုံမြို့ကိုကျောင်းဖွင့်ရှားသည့်မတိုင်ခင်ပြန်လည်သိမ်းယူနိုင်မဲ့အလားလာကောင်းတွေရှိနေပါတယ်။နာဆာကတက်တွေဟာနောက်ချုံမြို့ကိုတံပြန်တိုက်စစ်ဆင်ခဲ့ပြီးနောက်ပိုင်းစစ်ကြောင်းကြီး၂ကြောင်းနဲ့ဖြူဟာကြီး၂ဖြူဟာအပြင် အရှမ်းပြည်ဟွာပင်နဲ့ပူပေါင်းထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီးစစ်ကြောင်းကြီးနှစ်ကြောင်းနဲ့ပြူဝကြီးနှစ်ပြူဟာဟာမြေဖြောင်၅မိုင်အကွာဝေးအတွင်မှာရှင်ပေါင်တန်းပြီး TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုပိတ်ဆို့တာရောဖြတ်တောက်တာရောချိန်မုံတာရောတပြိုင်တည်းတည်းလှုပ်ဆောင်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။နာဆာကတပ်တွေဟာနှောင်ချုံမျိုးကိုပြန်လည်ထိန်းချုပ်နိုင်အောင်ရာပြင်စစ်ကြောင်းကြီးမဲပုတ်စစ်ကြောင်းကြီးဥဆောင်မှုနဲ့နှောင်ချုံမျိုးကိုချင်းအောင်ချတယ်လို့မျိုး မြို့ကိုဝိုင်းပက်ပိတ်ဆို့တဲ့ပုံစံမျိုးနဲ့တိုက်ခိုက်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။နာဆာကတပ်တွေရဲ့မြေပြင်စစ်ကြောင်းတွေဒရုန်းတပ်ဖွဲ့တွေလက်နက်ကြီးပစ်ကူအဖွဲ့တွေနဲ့အတူတိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် TNL အဖွဲ့တွေဟာနာဆာကတပ်တွေကိုရှင်တိုက်နိုင်စွမ်းမရှိဘဲစောက်ကွာထွက်ပြေးကြရပြီးနောက်ကျိုးရှိတဲ့စစ်မျက်နှာပြင်မှာဒနုလက်နက်ကိုင်အဖွဲ့ DBNL နဲ့ PDF အဖွဲ့တွေကရှေ့တန်းကနေအသေးကန်တိုက်ခိုင်းတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ နောက်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်နာဆာကတပ်ဖွဲ့တွေတံပြန်တိုက်စစ်စတင်ခဲ့တဲ့မလ19ရက်နေ့နောက်ပိုင်းကမေလ14ရက်နေ့အထိတရနန်လီအဖွဲ့ထိန်းချုပ်ထားတဲ့စကံပေါင်းပြန်မြအနည်းဆုံး40ကန့်ပြန်လည်သိမ်းယူနိုင်ခဲ့ရာတရနန်လီဦးဆောင်တဲ့အပူပေါင်းအဖွဲ့တွေဟာနာဆာကတပ်တွေကိုရှင်တိုင်းနိုင်စွဲမရှိဘဲနောက်ဆုတ်ကခံစည်းပြင်နာမျိုးနဲ့သာအချင်းကုန်နေကြတယ်လို့မျိုးဖြစ်နေပါတယ်။တရုတ်နိုင်ငံရဲ့အကြဝင်စီစံမှုကြောင့် TNL အဖွဲ့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ကိုကန်လန်နဲ့ကအဖွဲ့ MNDA ဟာလာရှောမျိုးကနေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်တရားနယ်လေအဖွဲ့ပေါ်တည်ရောက်မှုတွေဖြစ်လာခဲ့ပြီးတရားနယ်လေအဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့တွေဟာစိတ်တက်ကြကဆုတ်ခွာထွက်ပြေးတာတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်လေနောင်ချိုမျိုးနားတဝိုက်တိုက်ပွဲတွေမှာတရားနယ်လေဦးဆောင်တဲ့ပုံပေါင်းအဖွဲ့တွေဟာနာဆာကတက်တွေကိုခက်မမာတုံ့ပြန်နှိုင်းဆွဲမရှိပဲထွက်ပြေးဆုတ်ခွာတာတွေရှိခဲ့ရာနာဆာကတက်တွေရဲ့အောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှာရှိနေရ နာကျော်မြို့ကိုအနည်းငယ်အမြန်ပြန်လည်သိမ်းယူနိုင်ပွဲရှိနေပါတယ်။နာဆာကတက်တွေဟာနာကျော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လက်ရှိအချိန်မှာကံစီတရက်တော်နောင်တော်နေရာတွေကိုကနေဦးသိမ်းပိုင်းနိုင်ဖို့ကြံရှိနေပြီးတော့အဲ့ဒီနေရာတွေကိုသိမ်းယူနိုင်မယ်ဆိုရင်နာကျော်မြို့ကိုမေလတွင်ပြန်လည်သိမ်းယူနိုင်ဖို့အလားလာများတယ်လို့ဆိုကြပါတယ်။တရက်နယ်လေးအဖွဲ့ဘက်ကလည်းမြေမြုံမိုင်းတွေချပြီးနာဆာကတက်ဖွဲ့တွေရဲ့တံပြန်တိုက်စစ်ကိုဟန့်တားနိုင်အောင် ကြိုးပမ်းတာတွေရှိနေတယ်လို့သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ TNL အဖွဲ့တချို့ကနောင်ချုံမြို့ကနေစုခွာတာမျိုးတွေရှိနေတယ်လို့နောင်ချုံမြို့ဘုံကျင်မှာကြန့်ရှိနေရဲ့ဓနုလက်နက်ကန်အဖွဲ့ DPNL နဲ့ PDF အဖွဲ့တွေကလည်းနောင်ချုံမြို့ရှိအိမ်တွေကပစ္စည်းတွေကိုရိုးဆောင်ကထွက်ပြေးတာတွေရှိနေတယ်လို့သိရပါတယ်။နာဆာကဟာနောင်ချုံမြို့မှာတာဝန်ယူရမယ့်ကျောင်းဆရာဆရာမတွေကိုပြန်လည်ခေါ်ယူတာမျိုးတွေရှိပြီးအဲ့ဒီကျောင်းဆရာဆရာမတွေကိုလာရှိုးမြို့မှာထားရှိထားရာ ။နောင်ချိုမြို့ကိုကျောင်းခွင့်ရာသီမတိုင်ခင်ပြလေတင်းယုံနိုင်ပွဲရှိနေသလားဆိုတာကတော့စဲဝင်စားမှုမြင့်တက်နေပါတယ်။နာမခအရေးစဲဝင်စားသူတဦးကလည်းကျောင်းမဲတီပေါ်နောင်ချိုမြို့တွေကိုပြလေတင်းယုံနိုင်အောင်ကြိုးပမ်းနေရလို့အခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်။ကျွန်တော်တို့ကြောက်မဲတီဘောနောင်ချူအဖြစ်အရုပ်လေကျွန်တော်တို့တက်မလို့အစိုးရအနေနဲ့က ဟိုဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်ကျွန်တော်တို့ကြောင်းခွင့်အမေကိုရောက်လို့လေဟောအာထုံခွန်ဆန်းနေလုပ်နေပါတယ်ကြောင်းမဲဦးလေလူအန်းလူအပ်တဲ့နေရာကိုလူအပ်တဲ့ကြီးကြီးအတွက်နဲ့လုပ်ပုံလေးပြပြီးတော့တိုက်ခိုက်နေပါတယ်မန်တုံကလေကျွန်တော်တို့ဆရာသွားရောက်ပြီးတော့တိုက်ခိုက်နေပါတယ်ကျွန်တော်တို့ကြောင်းဆရာမာဒီဆိုလေ ရှမ်းမြောက်ကိုပြောင်းသွားဟိုတာဝန်ကျတဲ့ကျောင်းဆရာမကြီးဟူလေပညာရေးဝန်ကြီးဌာနကနေတော့အမြဲတမ်းအမြဲတမ်းဟိုနေဟိုအမြန်ဆုံးစင့်ခေါ်ပြီးတော့ထားနေပါတယ်ဒါကြောင့်မို့ကျောင်းပွင့်အမှုတော့ကျွန်တော်တို့ဆရာရအောင်လို့တော့ခုနေပြီပြန်ရအောင်လို့တော့လုံဆောင်နေပါတယ်လို့ကျွန်တော်ကသတိပါတယ်မလို့ပင်စိုးနေစေကမို့တရနယ်လေးဥဆောင်တဲ့ပူပေါင်းအဖွဲတွေဟာနောင်ချုံမြို့ကနေ -20 အကွာရှိတောင်ခမ်းကိုလအတန်ကြာဝိုင်းပက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးမြေ နာဆာကတက်တွေကဟန်ချက်ညီစွာပူပေါင်းတုံ့ပြန်နိုင်မှုကြောင့်စေဦးကျိုးသွားခဲ့ရပြီးတော့အဲ့ဒီချိန်လေးကတရန်နန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာလက်ရှိအချိန်အထိနှလန်ပြန်မထူနိုင်တော့ပဲနောင်ကြုံမျိုးနားတိုက်ပွဲတွေမှာလည်းတိုက်တိုင်းရှုံးပြီးတော့စကန်တွေကိုတခုပြီးတခုလက်လွတ်နေရဖြစ်ပါတယ်။တောင်ကန်းတိုက်ပွဲမှာရရှိခဲ့တဲ့နာဆာကတက်တွေရဲ့အောင်စိတ်ဟာလက်ရှိချိန်ထိအမြင့်ဆုံးပုံစံမျိုးမှာရှိနေပြီးတော့နောင်ကြုံမျိုးမှာမကြမီအောင်လံပြန်ဆိုင်နိုင်မဲ့အလားလာကောင်းနေရှိနေပြီလေဖြစ်ပါရဲ့ရှင်။ စနိုက်ပါကြီးချင်းနေချင်းနေကောကောကုဒီနေ့ဘယ်နှယောက်ကောက်ပြီးသားရောဒါ၄ယောက်ကောက်ပြီးသား၄ယောက်ဟက်ရှော့ဘယ်နှယောက်ပါလဲဟက်ရှော့ဟက်ရှော့၂ယောက်၂ယောက်ဟက်ရှော့၂ယောက်ကောင်းလာပြီလားဘယ်နှယောက်ဖုတ်လာတယ်ဟာဖုတ်တာထက်ကြုံမြာနော်โอเคโอเคစနိုက်ပါအားကိုးတယ်ဗျာစနိုက်ပါတွေကလည်းလုံးဝဆိုးစမတ်တယ်ကျန်ဟဲ့ဟဲ့